မေပြည်တော်ကိုခြိတက်လာနေတဲ့အလုသမားဒပိတ်စကြောင်းမှာရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကတားဆီးခင်ရပြီးနောက်မေပြည်တော်ကောင်စီမျိုးတော်ဝင်လာတဲ့အထိပထမအဆင့်ဖြစ်တဲ့တက္ကုံမြို့အဝင်ညောင်လွန်ဂိတ်မှာထိုင်လျက်ဆောင်ဆန်းနေကြပါတယ်ဖြစ်စဉ်ဖြစ်ပွားနေတဲ့နေရာကိုရောက်ရှိပြီးသတင်းယူနေတဲ့11ရုပ်သံရသတင်းထောက်ကိုနနက်7:00နာရီခွဲအချိန်နဲ့ပတ်သက်ပြီးဆက်သွယ်မေးမြန်းထားပါတယ်လက်ရှိမှာတပိတ်ကဟိုနေ့လယ်ပိုင်းကတရနာတဲ့နေရာပေါ့နေ့လယ်ပိုင်းမှာဒီမှာဆိုလို့ရှိရင်ဒီတားထားတဲ့နေရာတားထားတဲ့နေရာကို ဒီအဲ့ဒီနဲ့ဒီမှာလောလောဆယ်ကတော့အခြေတင်ဖြစ်နေရဲ့ပြည်သူတွေနဲ့လားပြည်သူတွေနဲ့ပေါ့နော်လွတ်သားထားတဲ့နေရာမှာဒီအဲ့ဒီနဲ့အဲ့ဒီအခြေတင်ဖြစ်နေရဲ့ပြီးတော့အလုသမာတပိတ်စစ်ကြောင်းကိုသူတို့ဟာရုပ်တော်ဝင်နောက်တနင်္လာနေ့မှာရောက်မယ်လို့ကြေညာတာကြောင်းအာကြေပေးပြီးတော့နော်ကြေပေးပြီးတော့နာမည်ကိုခဏရွှေထိုင်ရွှေခိုင်းထားတယ်ဒါမှဒီအရေးရတဲ့နေရာမှာသူတို့ရေးထားတဲ့သူတို့ရေးဒီကဟိုတော့အရေးရတဲ့နေရာမှာအဲ့လိုထားထားတဲ့နေရာ တမယာရှိအဲ့နေရာကိုသူတို့ရွှေ့ခိုင်းပြီးတဲ့ဒီအလုပ်သမားတွေကဒီလမ်းဘေးအရေးရတဲ့နေရာကိုပဲခဏရွှေ့ပေးထားတယ်အလုပ်သမားအဖွဲ့တွေကလူတွေနဲ့ပဲရဲတွေနဲ့လောလောဆယ်မှာပြဿနာဖြစ်နေတယ်အခုအခုလက်ရှိလက်ရှိအခုလက်ရှိဟောမျိုးနေရာကျလာဖြစ်နေရဟိုအလုပ်သမားတွေနဲ့ပါလာတဲ့အဲ့လေဟောတာဝင်ရပြီသူအမ်ဘာကြီးစားလဲတော့အခုဒီမှာလမ်းဖွင့်ပြလိုက်တယ်ကိုကလမ်းဖွင့်ပြလိုက်တဲ့အချိန်မှာပဲလမ်းဖွင့်လမ်းဒီဘက်လမ်းတစ်ချောင်းဖွင့်ပြလိုက်တယ်ကားတွေပိတ်နေတဲ့အတွက်ကြောင့်မလို့ နံပါတ်ကြောင့်ဖွင့်ပေးလိုက်တဲ့အချိန်မှာအဲ့လိုရိုးရိုးဆန်ဆန်ထားဖြစ်တာပဲမူးမင်းလဲတာတွေကရှိတာကဒီအလုံသမားဘက်ကလောလောဆယ်ရောအာနင်းမြန်ရတော့နင်းမြန်ရတော့တယောက်ရှိတယ်နင်းမြန်တယောက်ပေါ့နော်မျိုးတော်ဝင်အလာကိုထိုင်တောင်းနေရဲ့လက်ရှိမှာကျော်မျိုးတော်ဝင်အလာကြလို့ရှိရင်မျိုးတော်ဝင်ဒီသူတို့အလုံသမားကိစ္စကြီးတင်ပြပေးမယ်ဆိုပြီးတော့ပြောထားတာရှိရဲ့လက်ရှိနေပြီးတော့ကောင်စီတက်ကုန်းမြို့ဝင်မှာအဆင့်၃ဆင့်ထားရှိပြီးတားဆီးတာတွေပြုလုပ်ထားတာဖြစ်ပါတယ် ပထမအဆင့်ညောင်လုံးဂိတ်တာစီမှုမှာရဲတပ်ဖွဲ့ဝင်လူအင်အားနှစ်တန်းနဲ့လွန်ကျော်အရယူထားရကနေ၂၇နှစ်ခွဲခန့်ကအခြေအတင်အနေငယ်ဖြစ်ပွားခဲ့တာကြောင့်ရဲတပ်ဖွဲ့ဝင်လူအင်အားကို၃တန်းအထိတိုးမြှင့်ထားရှိပြီးလမ်းနှစ်ဖက်စလုံးမှာကာယံတာစီထားပါတယ်မွန်ဒက်စနနိုင်ကရရှိတဲ့တဲ့ရင်ချက်လက်ရရတဖွဲ့ကလုံကျုံရင်အင်အားတိုးမြင့်ချထားရကနေလက်တဖက်ကိုဖွင့်ပေးပြီးရင်သွွာလာမှုကိုခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။